အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝိထုတူလေးရတော့စာရေးဆရာကြီးတော်ရာဆွေရေးသားချတဲ့အမိုက်မာကလေးဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါရဲ့ရှင်။နားဆင်ပေးကြပါဦးရှင်။အမိုက်မာကလေးကိုပိုင်ကားလေးတစ်စီးနဲ့တဝီဝီနေ၍ပစ္စည်းဥစ္စာအားဖြင့်အထက်တန်းလွားဟုခေါ်ဆိုကြသောတက္ကသိုလ်ပညာတတ်မိန်းကလေးတယောက်အားအမိုက်မာလေးဟုမဆိုပါဘူး။ အမိုက်ကစပြတ်တက်ပြီလားဟူသောစကားကိုမိញမ်းပြူရတာအမိုက်မလေးဟု ရေးလိုက်ခြင်းဖြစ်ပါသည်တရင်ကအချိန်လေးအတွင်းသူကလေးရဲ့မှတ်မတင် ရုတ်တရက်ပြောဆိုပြုမူလိုက်တော့ကြောင်းကျွန်တော်တို့လူကြီးတချို့တွင်တသက်မှာတစ်ခါသာကြုံကြိုက်ရတဲ့အခွင့်အရေးနဲ့ပိုင်ဆိုင်မှုသည်မမျော်လင့်ပဲဆုံရှုံပျက်စီးသွားရလေသည် သူကလေးကိုယ်တိုင်ကတော့ဘာမှမသိလိုက် ရုတ်တရက်စက္ကန့်အနည်းငယ်လေးအတွင်း သူပြုတ်မှုသည့်အမှုရာ သူပြောချင်သည့်စကားကိုဟန်ပါပါ ခရတာတာဝင့်ကြွားလိုက်ရသည်နေမည်ကျင်းနဲ့နှစ်သိမ့်ပီတိစိတ်သွားပေပြီနောက်ပိုင်းတွင်တော့လုံးဝသိတော့မှာမဟုတ်ပေယခုအီစာကိုကျွန်တော်ရေးလိုက်တော့လေသူကလေးသည်ဒီစာမျိုးကိုဖတ်လို့ရှိတော့အဆင်တန်းမဟုတ်ဘူးရေဒီကလေးစိတ်မကောင်းများဖြစ်သွားလိမ့်မလားဟုတ်ကျွန်တော်ကစိုးရင်ပူပန်စရာလည်းမရှိပါဘူး စာဖတ်သူအတွက်သာတွေးတောဆင်ခြင်စရာရလိမ့်မယ်ဟုထင်သောကြောင့်ဒီစာလေးကိုရေးလိုက်ခြင်းဖြစ်ပါ၏အဖြစ်ကဒီလိုပါကျွန်တော်တွင်နှစ်ပေါင်းများစွာခစ်ချစ်ခင်လာခဲ့သောမိတ်ဆွေကောင်းတယောက်ရှိ၏1952ခုနှစ်နိုင်ငံတော်ဝန်ကြီးချုပ်ဦးနှုအစိုးရလက်ထက်ကချင်ပြည်နယ်မြစ်ကြီးနားမြို့၌ကျင်းပသော မနောပွဲသို့ စာရေးစရာ၄ယောက်လိုက်ပါခွင့်ရသနိုင်ကျွန်တော်ပါဝင်သွားခဲ့လေ၏ ဖေဖော်ဝါရီလ12ရက်နနက်7:00နာရီခန့်တွင်ရန်ကုန်မှ ကျွန်တော်တို့လိုက်ပါခဲ့သောလေရင်မြစ်ကြီးနားလေစိတ်တို့ဆင်းသက်လိုက်သောအခါအသက်အစိမ့်နှင့်30ကြားခက်မှန်းရသောလူကျော်မိမကျော်ဇနီးမောင်နှင့်တစုံသည် စာရေးဆရာတော်ရာဆွေပါလာမယ်ဟုတရင်နေတွေ့ထားသဖြင့်ကျွန်တော်ကိုလာရောက်ကြောဆိုနေကြိုးဆိုနေခြင်းဖြစ်၏စာချင်းလည်းမဆက်သွယ်ဘူးလူချင်းလဲမမြင်ဘူးသေးတော့စာရေးဆရာနဲ့စာဖတ်သူတို့ယခုမှပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဖြစ်လေ၏ထိုစဉ်ကထိုလျင်နှင့်ပါလာသောစာရေးဆရာလေးယောက်မှာဂျာနေကျော်မမလေးဒဂုံတရာမင်းရှင်နှင့်တော်ရာဆွေတို့ဖြစ်လျာထိုလီမယားသည်ကျွန်ုပ်ကိုရွေးချယ်၍သူတို့အိမ်သို့သူတို့ချစ်ကားနှင့်ခေါ်ဆောင်သွားလေ၏သူတို့အိမ်လေးသည်အေယာဝတီမြစ်ကမ်းနှစ်ဖူးဝဲပြန့်ပြူတာယာသောဥယျာဉ်ခြံအတွင်း၌လှပစွာတည်ရှိနေပုံလေးကိုယခုတိုင်ကျွန်တော်မျက်လုံးထဲတွင်မြင်ရောက်နေစေ သူတို့ဇနီးမောင်နှံဒီမြစ်ကြီးနာဇာတိများမဟုတ်ကြပေလင်းယောက်ျားဖြစ်သူကအစိုးရအမှုထမ်းဖြစ်၍အလုတ်တော်ဝင်နှင့်ရောက်နေခြင်းဖြစ်သည် ထိုမှဆ၍သူတို့လင်မယားနှင့်ကျွန်တော်ခင်မင်ခဲ့ကြလေရာယောက်ျားဖြစ်သူ ကျွန်တော်မိတ်ဆွေကိုရှိဆွေသည်အစင်းစင်တက်လာသောယာဒူးအမျိုးမျိုးနှင့်မြမပြည်အရရက်အမျိုးမျိုးအနေနဲ့ရောက်တော်လဲကျွန်တော်နှင့်လူချင်းစာချင်းအဆက်အသွယ်မပြတ်ခဲ့ပေနောက်ဆုံး သူ့ရဲ့အကြီးဆုံးသောယာသူသည်ရန်ကုန်မှာနေရသောအခါကကျွန်တော်နှင့်လူချင်းပုံမုံ၍နီးစပ်လျက်တယ်လီဖုန်းမကြာခဏဆက်သွယ်တတ်ကြလေ၏သူတို့လင်မယားနှင့်ကျွန်တော်တို့လင်မယားသည် လင်းစုံမရက်ဖက်ချစ်ခင်ကြသူများဖြစ်ကြသည်မေကန်ဘဲဆရာတက်တင်เจ้าတွင် နေထိုင်ခဲ့စဉ်ကျွန်တော်တို့သမီးစားသည်သူစဉ်ကဘကုံးမြို့ပိုင်ဖြစ်နေသောကိုချစ်ဆွေတို့နေသောစနေတနင်္ဂနွေနေ့များ၌ တောင်းရောက်လဲပတ်လေးရှိ။နောင်ကျွန်တော်တို့အိမ်အောင်ကြပြီးတော့နေထိုင်ခဲ့ကြတော့ခုနမရွာတန်းရှိရွာကလေးပါသည်။၆မိုင်မလကာချံအိမ်ကြီးအထိသူတို့လင်မယားက လာရောက်လဲပတ်လေးရှိကြသည်။သို့ရှိစဉ်လင်မယားတို့ဤဓမ္မတာထုံးစံအရာအဆုံးစခန်းကြတော့ အပြုံဝမ်းမလာပေဘူး။မုတ်ဆိုးကိုမုတ်ဆိုးမရဲလို့မရချင်ရချင်ပဲငယ်နှစ်လူရတဲ့ပွဲတွင်ကိုချစ်စွေသည်မုတ်ဆိုးဘဝကို မျက်ရည်ကြီးပေါငယ်နဲ့ရရှိကလေး၏ထိုမှမကြမီသူ့တက်သည်60ပြည့်ပြန်လေးတစ်ပြည့်ဇနီးတွေကချစ်လာစွာသောလင်းသားကိုစွန့်ခွာတော်ရတကဲ့သို့ကိုချစ်ဆွေသည်လည်းသူ၏ချစ်လာစွာသောအလုခွေမှ ပင်စင်ယူလိုက်ရလေသည်ဒါရင်မဲလားမဟုတ်သေးပေကိုချစ်ဆွေသည်ဇနီးတွေနှင့်ပျော်ရွှင်စွာနေထိုင်ခဲ့သောအစိုးရအလုသမားရိတ်ခရိတ်တာကဂေဟာကြီးကို၎င်းအလုခွေနှင့်စီးခဲ့သောမော်တော်ကားကို၎င်း လက်လို့လိုက်ရလေ။ရာဂရုကြီးနဲ့အတူရှိခဲ့သောတပည့်သားမင်းများကလည်းတက်ပြောင်ငပြောင်စားကလေးအမီးနှုတ်ကောင်းတော့နေ။နောက်ဆုံးမှာသူ့ခမရလေးတွေပင်စင်လာစားလေးနဲ့အိမ်မက်ရမယ်။ဒါလူပြိုနှစ်ယောက်ကအလုရှိနေရတာ။ထိုယောကသူချစ်လာစွာသောစာရေးဆရာတော်သာဆွေနှင့်ကြံကြံဖန်ဖန်ဘဝကံကြီးကလည်းလာ၍ဒူညီနေပုံကရှင်တော်တော်သာဆွေသည်လည်း မိမိအနှစ်အစိတ်ကျော်နေထိုင်ခဲ့သော6မိုင်မလကာချန်ဒီမှစွန့်ခွာခဲ့ရကယခုအင်းစိန်မကင်ကျောင်းလံအင်ငယ်လေး၌ရောက်ရှိနေ၏အိမ်တွင် တနေ့တနိုင်အင်းစိန်မျိုးစုံမျိုးပြားအချိုချားရှိကျွန်တော်ဤနေသို့ကိုချစ်စွေသည်သူ့မြင်းငယ်လေးတစ်ယောက်နှင့်ခဲခဲရင်ရင်ရောက်လာက သူ၏ပင်ကိုဝါသနာအလျောက်ရည်စရာမောစရာများကိုတတော်တော်ပြောပြီးတဲ့နောက်ကိုဆွေကျွန်တော်လဲခမည်းတော်ကိုပိုင်လေးတစ်လုံးနဲ့ ခမည်းနဲ့နီနီနာနာမှာနေကျင်နေဗျာဒီနီနာမှာရောင်းမဲ့အိမ်များခြံများမရှိဘူးလားဗျာအစိမ့်သိမ့်ပါပဲရှင်အဲ့ခြံနဲ့အိမ်ပါပဲမေကကျွန်တော်အိမ်ခြံဝင်းနဲ့ငါးပေမြတာกว่าတော့တစ်ဖက်ခြံကို ပြလိုက်ရာကိုချစ်ဆွေသည်ဝန္တာအားရထား၍ကြီးလိုက်ပြီးတော့ဟာ အတော်ပဲကျွန်တော်ဝန်နိုင်တဲ့အဖိုးဖြစ်ပါစေဗျာဘယ်တော့တယ်လဲမေးကြတာတော့16000နဲ့ကိုချစ်ဆွေရဲ့ ဟာဒီလောက်တော့ကျွန်တော်တက်နိုင်ပါတယ်တက်နိုင်တယ်လာကိုဆွေကျွန်တော်တို့ဒီရင်ကိုသွားကြည့်ရအောင်ဗျာအိတ်ရှိရှိရလားအိတ်ရှိဖွားကြီးကတော့ပြည်တော်သားမှနေတယ်ဗျာဒီရင်မှာသူ့သားနဲ့ချွေးမှနေကြတာအခုသူတို့မရှိကြဘူးဒါပေမဲ့လာပါကျွန်တော်တို့ကခင်ကြတယ်ကြည့်လို့ရပါတယ်ထိုချန်တဲ့ရောက်ထိုရင်ကိုအိမ်တွင်းအိမ်ပြင်ကြည့်ကြပြီးရနော်ကိုချစ်ဆွေကဒီရင်ကတော့တိတ်မကောင်းဘူးပြင်ဆောက်ရမှာပဲ ခမရငွေတက်နိုင်ရင်ကြိုက်တယ်လို့ပြင်ဆောက်ပေါ့ဗျာအခုအချိန်နေတိုင်းဆိုလဲခမရမိသားစုနည်းနည်းပါးပါးပြင်ဆင်ပြီးနေနိုင်ပါတယ်ဗျသူတွေ့၍စဉ်းစားပြီးတော့အေးဟုတ်တယ်ဗျခမရအခုနန်းတာကုန်းမှာနေတဲ့အိမ်ကစဘောဘလောက်လဲလက်ခရောဘလောက်လဲစဘောက2000အိမ်လက်က200ဗျဟာဒါဖြင့်ကိုချစ်စွေခမရစိတ်ကူးမလွဲနေတော့ဒီချန်တဲ့အိမ်ကဝဲလိုက်ပြီးတော့ ။ခြံပြေကျချင်းလဲတူတူပဲ။အိမ်တစ်ခုပဲ။ဟိုကနည်းနည်းကြီးတာ။ဟိုကမီးရှိတယ်။ဒီကမီးမရှိဘူး။မီးတော့ခမရရောက်တော့တွေ့တာပေါ့ဗျာ။ဒီအိမ်စိမ်မှာခမရအနေနဲ့ရနိုင်ပါတယ်ဗျာ။ကိုရှိစွေဒီလွန်ခဲ့တော့တစ်ချိန်ကအိမ်စိမ်မျိုးတွေမြို့ပိုင်လုခဲ့ဘူး၏။အေးဟုတ်ပြီ။ဟိုအိမ်ကစပေါ်ငွေပြန်တောင်းမယ်။အဲ့ဒီစပေါ်ငွေနဲ့ပဲဒီမှာအိမ်ပိုင်ခြံပိုင်ဖြစ်နေပြီဗျာ။ဒီငွေက လွယ်လွယ်တောင်းလို့ရပါမလားရပါတယ်ဗျာအိမ်ရှင်ကကျွန်တော်ကိုဝန်ထင်ပေးနေပြီသူ့အိမ်ကိုရောင်းချင်ပြီဝယ်နိုင်ရင်ဝယ်ပါမဝယ်နိုင်ရင်ဖယ်ပေးစီခြင်းပြီတဲ့သူ့အိမ်ကဘလောက်တည်းလဲတသိန်းခွဲတဲ့ခမရဝယ်နိုင်မလားကြံကြံဖန်ဖန်ကြာတာမိုးချိုးဗျာကျွန်တော်လက်ထဲငွေတထောင်ပြည့်အောင်မရှိပဲဒီဝယ်ဖို့တောင်အဲဟိုကစပွန်ငွေရမှာဗျခမရဝယ်မယ်မဟုတ်လား ဝယ်မယ်ဗျာအဲဟိုအင်းရှင်ကိုကျွန်တော်စကားပြောလိုက်တော့မယ်ကိုဆွေလဲဒီအင်းရှင်နဲ့စကားပြက်ပြောလိုက်တော့ရှော့နိုင်ဦးမလားစစ်ကြည့်ဦးပေါ့ဗျာသို့တော့ထိုအင်းရှင်ဖွားကြီးနဲ့တွေ့၍ကျွန်တော်တို့တပေါင်းခွဲနဲ့ရနိုင်မလားစစ်ကြည့်တော့မှာပဲတပေါင်း၈ထောင်မရမှရောင်းတော့မည်ဟုဆိုလေသည်အเจ้าမှာကိုချစ်ဆွေအရင်ကျွန်တော်နဲ့ပတ်သက်ပြီးတော့ရောက်လာသူတဦးကိုလည်းကျွန်တော်နဲ့တိုင်ကြော်မြေခွက်ရှိတဲငယ်တလုံးကို တထောင်လေးတောင်နဲ့ကျွန်တော်ဇနီးကအယောင်းဝယ်လုပေးခဲ့ပြီးတော့ကြောင့်ဖြစ်ပါတယ်။ဤနှစ်ခုကိုနှိုင်းရှင်လေယခုအဖွားကြီးအိမ်ကရခိုင်အိမ်ထက်များစွာတာနေသည်လဲမှန်၏။ထို့ကြောင့်ကျွန်တော်ဒီကိုချစ်ဆွေထံသွား၍တထောင်ရှစ်ထောင်နဲ့ရမှရောင်းနိုင်တော့မယ်ဖြစ်ကြောင်း၆ထောင်နဲ့မရတော့ကြောင်းပြောရလေ၏။ထို့အခါကိုချစ်ဆွေလည်းထိုအိမ်ရှင်နဲ့စကားပြောပြီးနေပြီ ဖြစ်တော့ကြောင်း ငွေ1000အတွက်နဲ့ဘာမှအကြောင်းမထူး18000နဲ့ပဲဝယ်တော့မည်ဟုဆုံးဖြတ်လိုက်လေသည်ရင်း၌ကျွန်တော်တို့လင်မယားမှာလွန်စွာဝမ်းသာသွားတော့၏အကြောင်းမှာကျွန်တော်တို့လင်မယားမညာမိကမေချစ်ခင်ခဲ့သော ကိုချစ်ဆွေနှင့်အိမ်ကြီးချင်းကက်လဲနေရတော့မည်ထိုအခါကိုချစ်ဆွေရောက်လာ၍သူ့အိမ်လျှက်စီမိရလေယခုဘက်ထရီမင်းနဲ့သာနေရတော့ကျွန်တော်တို့အိမ်တို့မိကူးယူရမည်နောက်ပြီးတော့ကိုချစ်ဆွေအိမ်မှာ TV ရှိသည်တယ်လီဖုန်းလည်းရှိသည် ကျွန်တော်တို့နှစ်ဦးမှာသူ့အိမ်ကြီးကိုအိမ်ကိုအိမ်ကြီးသူ့အိမ်ဖြစ်နေကြပြီမဟုတ်ပါလားအိမ်ကြီးချင်းရလဲကဲ့ရကျွန်တော်တို့ကဘလောက်နေသွားပြီလဲမဂဇင်းတိုက်ညင်လဲကျွန်တော်ဖုန်းနဲ့စကားပြောနိုင်ပြီတော်ရဆွေတို့ကကို့မှာဘာမှသာမရှိပေမဲ့ဖုန်းနဲ့ကန်နေမယ်ဟဲ့ကျွန်တော်တော်တော်လေးဘဝင်မြင့်သွားပါပြီ သို့တော်လဲအဲ့ဒီသို့တော်ကတော်တော်ဆိုရည်အခြေအနေတို့ဒီအေကန်ဟန်ကြတော့မယ်ဟုတေချာသလား အချိန်တို့ရောက်နေပြီဖြစ်ပါသည်ထိုနေ့ညနေ၄နာရီခန့်ဝယ်ကျွန်တော်ဒီနန္တာကုန်းရှိကိုချစ်ဆွေအိမ်တို့သွား၍ချမ်းမြေရောက်မဲ့အဖွားကြီးအိမ်နှင့်လူချင်းမျက်နှာချင်းစုံညီတွေ့ရန်ကိုချစ်ဆွေကိုသွားခေါ်သည် အဖွားကြီးကနေ့လယ်လောက်ကပင်သူ့အိမ်တို့ရောက်နေသည်ကိုချစ်ဆွေနှင့်သူ့သားလူမျိုးတယောက်ကျွန်တော်နဲ့အတူလိုက်လာကြသည် ကျွန်တော်တို့သုံးယောက်လမ်းလျှောက်လာကြသည်အင်းစိန်မင်းကြီးလန်းအထက်ကအကြောင်းရှိသူရောက်တော့ကျွန်တော်တို့နောက်မှလိုက်လာတော့ဒက်ဆန် အပြာလေးတစ်စီးဒီကျွန်တော်တို့အနီးတို့ထိုးရက်ခါကိုရိုင်းကားမောင်းလာတော့အသက်20အဆစ်အရွယ်ခက်ချောချောတငယ်မသည်ကိုရှစ်ဆွေအားအကိုကြီးအကိုကြီးဘယ်သွားမလို့လဲကိုရှစ်ဆွေကဟာမပါလားအကိုကြီးအိမ်သွားဝင်မလို့အဲ့ဒီကိုသွားကြမှာဟင်းကိုကြီးကလည်းမောက်လည်းဘာမှမပြောဘူးမပါလိုက်မယ်လေဘယ်မှာလဲမခင်ကြောင်းလမ်းမှာ လာကားပေါ်တက်အကိုကြီးရှိရလားဆိုပြီးသူ့ကားရှိတကားကို ဖွင့်ပေး၏ကျွန်တော်နဲ့ကိုချစ်ဆွေသားကနောက်မှတက်ကြ၏ကျွန်တော်သည်ဤခီးကားစီးသွားရ၍ဝမ်းသာမိတော်လဲကိုချစ်ဆွေဤသားရဲ့မျက်နှာသားကတော့တဲပြီးတော့ကြည်ပုံမပေါ်အီမလင်းအီမိန်ကလေးကို သူ့အဖေနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းသိထားပုံပေါ်သည်မတ်အဟွာကကားရှိပိုင်းမှာ ကိုချစ်ဆွေနဲ့တူတီတူထိုးနေသည် မခင်ကြောင်းလန်းကြောက်ရတော့ကျွန်တော်အိမ်ရှိဟာလမ်းကြားလေးကကျင်း၍ကားမဝင်ပါခြေဆက်လေးကလမ်းမြအရှောက်ဝင်ရသည်မို့ကျွန်တော်တို့ကားပေါ်ကစီးကြ၏ဖေကជីဖြူဖြူตาကညူဆူဆူဖြစ်နေတော့ကြောင့်မိန်းကလေးကိုကျွန်တော်တေချာစွာတတိထားကြည့်မိသည် အလဲအနှိတ်လေးပဲမဖြူမညိုမဆူမကြုံမနှိမ့်မမြင့်အလောတော်အလတ်တော်လူကြီးကြိုက်လူငယ်ကြိုက် အဖိုးကြီးများနဲ့အကိုက်ပေးတာကဟန်မူရကလည်းဖြူဖြူဖြက်ဖြက်ဆူဆူဆက်ဆက်ရှိပေ၏ဝဲမဲဆန်နဲ့ရောက်တော့ကတငယ်မကဟဲနေရကလည်းကြောင်ကြလိုက်တာအိမ်ကလည်းခြာတူးလန်နေရပဲတိုက်ကြီးနေနေတော့အမျိုးသမီးစကားတန်ထွက်လာတော့ကိုချစ်ဆွေက"အိုးကိုနဲ့တိုင်ရကိုရှိတဲ့ငွေနဲ့တိုင်ဝင်ရတာပါကွာ"သူတို့ချင်းစကားရှိနေတော့အခြေအနေမလှမှာဆိုရင်ကျွန်တော်က ိုချစ်ဆွေနှင့်ချန်ရှင်အဖွားကြီးကိုတွေ့ပေးလိုက်၏တပေါင်းရှစ်ထောင်နှင့်မယ်စနေနေ့မှာစီရန်တက်ပြီဟုစကားပြတ်သွား၏ထိုနေ့မှာအင်္ဂါနေ့ဖြစ်သောကြောင့်ဂျားမာ၃ရက်ပဲရှိတော်သည်တို့ရာတွင်မမျော်လင့်သောအရာတစ်ခုကဂျားပေါက်ပေါ်လာ၏အကြောင်းတော်ကကိုချစ်ဆွေကတက်တက် စကားပို့လိုက်ခြင်းအတို့ဟုမူကျွန်တော်တို့မကင်လမ်းမပေါ်ပြန်ရောက်ကြတော့ခါကျွန်တော်နေတော့လမ်းထိပ်တည်တည်ရှိ အင်ငယ်လေးကို ထိုကောင်မလေးအားကိုချစ်စွေကပြ၍ဒီအိမ်နဲ့ဒီချန်ကတော့2000ဝဲတယ်ကွာရင်းနိုင်ကောင်မလေးကဖြုတ်ဖြုတ်ဖြက်ဖြက်ဆူဆူဆက်ဆက်နေခြေထောက်ကလေးစောင်းလိုက်ကဟမ်ဒါဖြင့်အကိုကြီးကဒီအိမ်ကိုဝယ်ရမယ်ဒီအိမ်ကိုပဲဝယ်ရမယ်ဟိုအိမ်ကိုမဝယ်ရဘူးဟိုအိမ်ကလမ်းနဲ့ကားလဲဝင်လို့မရဘူးဆက်တလူအတန်ဖြင့်အော်လေသည်ပတ်ဝန်းကျင်ကအလုံးကြားရ၏ကိုချစ်ဆွေ၏အတန်ကခတ်တူတူ ခြံလေးကလည်းကျင်းတယ်။အိမ်ကလေးကလည်းပုံငယ်တယ်။ဈေးကလည်းပုံနေတယ်ကွ။အိုးပေါပေါပေါ။အိမ်ငယ်တာကလည်းအစ်တကြီးကြီးပြန်ဆောင်ရတာပေါ့။ဟင်းဒီအိမ်ပဲဝင်ရမယ်နော်ကိုကြီး။ဟုတ်ဆိုပြီးတော့သူ့ကားစီတို့သွားလိမ့်ဤ။ကိုဆွေအဲ့ဒီ2500ဆိုတဲ့အိမ်ကိုဘယ်လောက်လျှော့နိုင်အောင်မလဲစစ်ကြည့်စမ်းပါဗျာ။ဟုတ်ပြောပြီးတော့ကားဟော်တက်၍ကားထွက်သွားလိမ့်ဤ။ဟင်းဒီလိုဘယ်လိုများစိတ်ပြောင်းသွားပါလဲ။ ကျွန်တော်အတော်အံ့ဩမိ။ဤ2900ဆိုသောအင်္ဂလိပ်ကို သူ့အားပွဲစားတယောက်ကခေါ်ပြထားသည်ကို ကျွန်တော်သိ။မကင်အကြောင်းလမ်းမှာပေါ့။ရှိသည်ကလွဲ၍အင်္ဂလိပ်ကအင်ကလည်းငယ်၊ခြံလေးကလည်းကျင်း၏။ကျွန်တော်1800နဲ့ဝယ်ခိုင်းနေသောအင်းလေးစာရင်များစွာငယ်နေ၏။နှုတ်ပြီးထိုအင်းလေးကလည်းကျွန်တော်တို့နေသောလမ်းဤထိတ်တဲ့ကြာနေ၍ဤနေရာမျိုးကို မနေအဟူရှေ့လူကြီးများကယူဆသောကြောင့် ျွန်တော်တို့ပြောဆိုပြီးဖြစ်ပါ၏ခုမှကိုလူကအဘယ်ကြောင့်စိတ်ပြောင်းရပါသနည်းဒီဆက်တလူမလေးကလည်းညီသူနီသူ့ဘောဘယ်ကြောင့်ဩစာပေးနိုင်ပါသနည်းဇယာအိုနဲ့ကညာပြိုဘာကလို့တူတူပါကလားကိုစီကိုလူဟာအီရိုလူသားမျိုးဖြစ်ပါလိမ့်နီဟုလဲကျွန်တော်ကမယူဆခဲ့ညီတို့စဉ်ဖြစ်စေကားမူမိษွေတို့ဝတ်တရားရှိတဲ့အတိုင်းသူတို့ကားထွက်သွားပြီး၍ကျွန်တော်ပြန်လာမှာထိုအင်းရှိသူရောက်ရင် ထိုဆက်တလူမတောသားစင်ကနားထောင်နေသောထိုအင်းရှင်မအားကျွန်တော်ကမတ်ဘူးတို့ရေခမရတို့အိမ်ကနီးဆက်လိမ့်မယ်ဗျနှစ်တောင်းကားတော်ကဘလောက်လျှော့နိုင်ဦးမလဲလို့မေးခိုင်းလိုက်တယ်ဗျထိုအခါမတ်ဘူးတို့သည်အလို့တရာအံ့ဩသောမျက်နှာဖြင့်ဟင်နှစ်တောင်းကားတော်လို့ဘသူကပြောသလဲသုံးတောင်းကားတော်မှရှိရင်တပြားမှမလျှော့နိုင်ပါဘူးကဲကန်းကုံရောကျွန်တော်တခေါမှစကားမဆက်တော့ နနက်မိုးတောက်ရင်ကျွန်တော်ဒီလမ်းလျှောက်ရင်ကိုချစ်ဆွေတို့အိမ်ရောက်သွားသည်တို့အိမ်လေကတက်ဖို့ချင်းကပ်မိရင်ပေအတွင်းမှာတို့သားဖားနေရောက်ရင်အတန်ကိုကြားနေရသည်ဒါကျွန်တော်တို့အမေတေးရာ၃နှစ်ရှိပြီကျွန်တော်တို့အဖေလေးကတော်လာအောင်မိနေတာအဖေကအခုမှရောက်မှမြင်စီထွက်တကူဗျဖေမင်းကငါ့ကိုဒီလိုပဲနဲ့ကြောင့်ပြောနိုင်ရတာလေဒါ ဆရာတော်ရာဆွေပြောတဲ့အိမ်နဲ့ချင်မဟုတ်ဘဲနဲ့ဟိုကောင်မလေးစကားနားထောင်မယ်စိတ်ကူးနေတယ်မဟုတ်လားဖေးဈေးချင်းတူရင်ယူရင်ကောင်းမလားလို့ကိုချစ်ဆွေကိုကိုဆွေုံကစစ်ခိုင်းကြည့်တာပါကွာဒါတူတူမယူရဘူးချမ်းလဲချင်းတယ်အိမ်ရလည်းငဲတယ်ဖေးကားလမ်းမှာကြားတယ်ကွာဒါကားလမ်းကြတော့ဟိုကောင်မကားတဝင်းဝင်းနဲ့လာနေမှာပေါ့ဗျဖေးဒီကောင်မလေးကငါ့အပေါ်ရိုးရိုးတတခင်တာပါကွာ တာဟင်အဖေကိုပြောလိုက်တဲ့စကားနဲ့ပုံတံတန်ဟန်ပန်တွေကရိုးရိုးသားသားခင်နာလားဗျာဖေဒါသူငငယ်တဲကငါ့အပေါ်မှာအကျင့်ပါလာတာပါကွာကဲကဲမင်းတို့ကြိုက်တာပဲဝယ်ကြပါသူပြောတာငါမဝယ်တော့ပါဘူးရင်းနိုင်ကျွန်တော်ကတကားကွယ်မှာကိုထင်းပြကခမားဝယ်ခြင်းလဲမရတော့ဘူးဗျာအခု2500မဟုတ်တော့ဘူး3500နဲ့ဗျာဟင် ဘယ်နဲ့နေချင်းညချင်းဈေးတက်သွားတာပါလဲခမရဆက်တလူမအတန်ကြောင့်ပေါ့ဗျာမနေ့ကညနေသူခမရကိုပြောလိုက်တဲ့ပုံစံကမရငငယ်လေးကလီအိုကြီးကိုအပြတ်အမိတ်ပေးလိုက်တဲ့အတန်မျိုးဗျဒီတန်ဟိုမရွာကြတော့ဒီငနာကြီးဟာမရငငယ်လေးအလိုလိုက်တော့မှာပဲဆိုပြီးတော့ငွေတသောင်းဈေးတက်ပြစ်လိုက်တာပါဗျာဟုတ်တယ်ဆရာပြောတာရှင်းတယ်သူသားကျွန်တော်ကိုထောက်ခံ၏ဤတွင် ကိုချစ်ဆွေကကဲဗျာကိုဆွေပြောတဲ့အိမ်နဲ့ချမ်းပဲဝယ်ပါတော့မယ်ဟုတ်ရတိပြတ်ဆုံးဖြတ်လိုက်တော့သည်တို့ရရင်ဤတို့ရရင် ရှေးဦးစွာ ဆိုးရွားခဲ့တော့တို့တော်ကိုနှိကုံချုပ်ရပေမည်စာဖတ်သူများမမိကြပါလိမ့်မည်ကိုချစ်ဆွေကဟိုဖွားကြီးအားစနေနေ့မှာစီရင်တတ်မယ်ဟုအင်္ဂါနေ့ကပြောခဲ့သည်တောက်ကြနေ့ညနေမှာဤဖွားကြီးကကျွန်တော်တို့လင်မယားစီရောက်လာပြီးတော့ ဒလဘက်မှာနေတော့သူ့သမီးတယောက်ကတဖို့ရဲလောက်လောက်ကြရင်ဒီရက်ကိုပြောင်းလာမယ်ဆိုသဖြင့်သူ့အိမ်ကိုမရောက်တော့ပါဟုလူကြီးစကားကြား၍လာဖြတ်သည်။ဟိုက်ဘယ်လိုဖြစ်တနည်းအเจ้าမန်ကိုစုံစမ်းလိုက်တော့ဟိုဆက်တလူမအတန်ကြောင့်မတ်ဖူတို့ကသူ့အိမ်ကိုဈေးတထောင်တင်လိုက်သည့်အပြင်တထောင်ရှစ်ထောင်နဲ့ရောင်းမယ်ဆိုတော့အဖွားကြီးဒေါ်မဲတူအားလည်းချစ်မဟာတော်သုံးထောင်ခွဲဆိုထားတာရှင့်ချန်အကျယ်ကြီးကတထောင်ရှစ်ထောင်နဲ့ဆိုတော့တိတ်နေမနေဘူးလား ခုတ်ခဲအိမ်စေးမြေစေးတွေနဲ့တော့ဟာက9000တော့ရနိုင်နေ။ဆိုတော့စကားအဖွာကြီးနာတယ်ဝင်သွားတော့ကြောင့်ဖြစ်တည်းနိဂုံချုပ်တော့ဒေါ်မဲတူနဲ့ဒေါ်ဘူးတို့တို့ဒီပုံနေမြဲကြားနေမြဲကိုချစ်ဆွေဒီပထမငားတဲ့အိမ်မှာသဘောကိုယူရန်စကားလုံနေပြီဖြစ်၍ဒုတိယအိမ်တလုံးကိုအမြန်ရှာရကလက200သဘော2000နဲ့ပဲပြောင်းရွှေ့သွားရရှာ၏စင်စစ်တော်ကကျွန်တော်တော်ရာဆွေက ခိုချစ်ဆွေကိုအမိပြု၍လျှက်စင်မီနှင့်တယ်လီဖုန်းနှင့်ဖြစ်ကြောဟဲဟူသောရွေချက်ကိုလည်းရွေချက်နှင့်ခိုချစ်ဆွေအိမ်ပိုင်းမြေပိုင်းဖြစ်ကြောဟဲဟူသော မဟာစီမံကိန်းအဆောက်အဦပြတ်တက်ကြီးသည်ဟိုဆက်တလူမှအမိုက်မကလေးကစား၍မိလောင်ပြကြသွားခြင်းဖြစ်လေသည်ဘယ်လိုကြံကြံကံမလိုက်တော့ခံလိုက်ရရောမထင်တာမမြင်တာဝင်ကနှောက်လို့နောက်ကြပြီးတော့ အမိုက်ပါကလေးတော်တာဆွေနာတော်တာအစင်ပေသူညီကိုမောင်နှမတအိုးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်ကျမ်းပါပြီးတော့ဘေးကင်းကြပါသေးရှင်လိုအပ်ချက်များရှိခဲ့ရင်လည်းနားလည်တီးခံပေးကြပါအောင်ရှင်